ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါပြည်ရင်းရှိဘောဆန်းစီပြန်တက်လာတဲ့တဲ့င်းကလေးနှုတ်တောင်ပွဲဝင်ရှိဥပဒေကို ဖြစ်သိမ်းမဲ့တဲ့င်းယူရဲတက်ခက်ခဲလေးများတဲ့မှာတချို့ကိုပြည့်စင်သုံးပြနိုင်မဲ့တဲ့င်း24ဘွယ်စေရှုံဘွယ်မကြီးစံချိန်နဲ့စိတ်မလူဘွယ်တက်ခဲ့တဲ့တဲ့င်းပါဝဲအစာရှိတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖွဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ပြည်ရွှေဘော်ဆန်စီပြန်တက်လာရင်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာတာပါ။ ရွှေဘုံပေါ်ဆက်အုပ်စုဝင်တရရှိပောင်း24ပြီပထမရန်အစင်းမြအဟောင်းစီဟာမေလာမှာတအိတ်ကို35000ကျပ်ဖြင့်တက်မှတ်ခဲ့ပြီးဇွန်လရဲမှာတော့တအိတ်ကို35000ကျပ်ကိုတွင်းမြင့်ထားပါတယ်။ပထမရန်အစင်းမြအစ်ကိုလည်း35000ကျပ်ကနေ34000ကျပ်ဒုတိယရန်အဟောင်းကိုလည်း35000ကျပ်ကနေ35000ကျပ်ဒုတိယရန်အစ်ကိုလည်း33000ကျပ်ကနေ33500ကျပ်ကိုတွင်းမြင့်လာတယ်လို့သိရပါတယ်။ အယာမတီပေါ်ဆန်းတွေကတော့အမျိုးအစားလိုက်တဲ့ကို3,900ကျပ်ကနေ3,200ကျပ်ပေါ်ဆန်းအုပ်စုခုနှစ်ပွဲကျတဲ့ကို9,000ကျပ်ကနေ3,200ကျပ်ပေါ်ဆန်းအုပ်စုဘေးကျကျပြန်တဲ့ကိုတော့3,300ကျပ်ကနေ3,350ကျပ်ဒီစီသက်မှတ်ထားရလို့သိရပါတယ်။မန္တလေး၊မကွေး၊စကိုင်းနဲ့နေပြီးတော့မြန်မာနိုင်ငံထက်ပိုင်းကထွက်ရှိတဲ့အရာမင်းအယာပရိဒါမန်ကျန်းတော်ဆန်စုတွေကလည်း3,300ကျပ်ကိုအမြင့်ဆုံးရောက်ရှိနေပြီးအယာပရိတိုင်းကထွက်ရှိတဲ့အယာပရိဒါအယာ မင်းဆန်တိတ်ကကုတန်ကိုတော်ကျစီရှိနေပါတယ်။ပြပတော်တင်ပို့တဲ့စံကျဲအုပ်စုဝင်အဲမထငစိန်စံကျဲတွေကတော့အမျိုးအစားလိုက်တဲ့ကို6000ကျက်ကနေ9000ကျက်အထိဈေးရည်မြင့်တက်လာလို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။ကလေးနဲ့ဥတောင်မွေးခွင့်ရှိတဲ့ဥပဒေကိုဖြစ်သိမ့်မယ်လို့သိရပါတယ်။ဒီတင်ကတော့ညင်းကြောင်ဝါပြပူလာတာပါ။ မိခင်တန်ဦးကိုကလေးနယ်ဝဲမွေးခွင့်ရှိတဲ့ဥပဒေကို BNN ဆိုရကဖြစ်သိမ်းတော့မယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွင် BNN နိုင်ငံမှာကလေးမွေးဖွားနှုန်းဟာတတိတတကြဆင်းလာတာဟာနိုင်ငံရဲ့ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေနိုင်တာကြောင့် BNN ဆိုရဟာမိခင်တန်ဦးကိုအများဆုံးကလေးနယ်ဝဲမွေးဖွားခွင့်ပေးထားတဲ့ဥပဒေကိုဖြတ်သိမ်းဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။1999ခုနှစ်ကနေ2022ခုနှစ်ကြာမှာ PNN နိုင်ငံရဲ့ကလေးမွေးဖွားမှုနှုန်းဟာမိခင်တအူကို2.1ခန်းလုံးရှိခဲ့ပေမယ့်2024ခုနှစ်မှာတော့1.9ခန်းလုံးထိကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ်နိုင်ငံဟာ1968ခုနှစ်ကစပြီးမိခင်တော်ဟုကိုကလေးနှောင်းနှောင်းမမွေးခွင့်ရှိရဆိုတဲ့ဥပဒေကိုပြဋ္ဌာန်းချက်သုံးခဲ့တာပဲဖြစ်ပါတယ်။အာရှတရဲ့အတုတက်ဆုံးနိုင်ငံတွေဖြစ်တဲ့ဂျပန်၊တောင်ကိုရီးယား၊စင်ကာပူတို့လိုနိုင်ငံတွေမှာလည်းကလေးမှုဖမှုနှုန်းဆူဆူရွာရွာကျဆင်းမှုတွေနဲ့ရင်ဆိုင်နေရပြီးကလေးမှုဖမှုနှုန်းပြန်လည်မြင့်တက်လာခဲ့ဘူးဆိုရင်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုထိခိုက်မဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရပွဲရှိနေတယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ ယူကရိန်းတိုက်ခိုက်ခဲ့တဲ့လေးများတွေမှာတချို့ကိုပြင်ဆင်သုံးပြနိုင်မယ်လို့သိရပါတယ်။သတင်းကိုတော့ညင်းကြောင်ဝါပြပလာတာပါ။ယူကရိန်းကစစ်စင်ရေးတရားစင်တွေပြီးတိုက်ခိုက်ခဲ့ရတဲ့မဟာဗျူဟာမြောင်တိုက်ခိုက်လေးတွေထဲမှာတချို့ဟာပြန်လည်ပြင်ဆင်ပြီးတော့သုံးဆွဲနိုင်မယ်လို့ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးစာကြီးအာရာဘီကော့ဖ်ကပြောကြားခဲ့တယ်လို့သိရပါတယ်။ ယူကရိန်းဟာရုရှားနိုင်ငံနဲ့ကလေစိမ်းလေးခုမှရန်နာထားတဲ့မဟာဗျူဟာများတိုက်ခိုက်လေယာဉ်တွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်ခံခဲ့ရတဲ့လေယာဉ်တွေထဲမှာရုရှားနိုင်ငံဘက်နဲ့ထဲကနေမာယာနဲ့ရှိပြီးဝေးတဲ့ယူကရိန်းနိုင်ငံတွေကပြမတ်တွေကိုတာလန့်ပြည်တုံးကြီးပြီးတင်ဆောင်ပစ်ခတ်နိုင်တဲ့ TU95 နဲ့ TU22 လို့မဟာဗျူဟာများတိုက်ခိုက်လေယာဉ်တွေပါဝင်ခဲ့ပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့တဲ့လင်းရေးအတွက်ကိုနှစ်ဖက်လုံးကတည်ပြုလာမျိုးမရှိခဲ့ပေမဲ့ပျက်စီးမှုပမာဏဟာအမေရိကန်ဒေါ်လာ9မီလီယံလောက်ရှိမယ်လို့ခန့်မှန်းသူတွေထုတ်ပေါ်ခဲ့ပါတယ်။စာကြီးအဘီကော့ကမဟာပြောင်ပြောင်တက်ခိုင်လေးရင်တွေကတချို့ကိုပြန်နဲ့သုံးဆွဲနိုင်မှာဖြစ်ပြီးအမြန်ဆုံးအသုံးပြုနိုင်အောင်လှုပ်ဆောင်နေရလို့ပြကြခဲ့ပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။လက်ဆက်လေးပွဲစားရှုံးမမချစ်စံချိန်နဲ့စပိန်ဘောလုံးပွဲတက်ခဲ့ပါတယ်။ဒီတင်ကတော့ညင်းကြောင်ဝါပြပူလာတာပါ။ ရှမန်နေညာရှမန်ကစားခဲ့တဲ့ဥရောပနေရှင်လေးအကျိုးဖို့လူပွဲမှာစပိန်တင်ဟာပြင်တင်တင်းကိုအနိုင်ယူပြီး24ပွဲဆက်ရုံးပွဲမရှိဆန်ချိန်နဲ့ဘူးလူပွဲကိုတရားနိုင်ခဲ့လို့သိရပါတယ်။စပိန်တင်က9ဂိုးလေးကိုနဲ့ပြင်တင်တင်းကိုအနိုင်ရရှိခဲ့ရဖြစ်ပြီးစပိန်တင်ဟာလေးဂိုးပြတ်ဥဆက်ကိုတွင်နိုင်ခဲ့တဲ့အထိခြေစမ်းသာစီရခဲ့ရဖြစ်ပါတယ်။စပိန်တင်ဟာ2023ခုနှစ်မတ်လနောက်ပိုင်းမှာကစားခဲ့တဲ့24ပွဲဆက်ရုံးပွဲမရှိကစားနိုင်ခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့15နှစ်တွင်မှာကာလအရှိကြဆုံးရှုံးဝဲမရှိစံချိန်ကိုလည်းပိုင်ဆိုင်ခဲ့ရဖြစ်ပါတယ်။စပိန်အသင်းဟာနေရှင်းလိဘူလူပွဲကို၃ချိန်စတဲ့တက်ရောက်နိုင်ခဲ့တာဖြစ်ပြီးဂျာမနီအသင်းကိုနိုင်ရခဲ့တဲ့ပေါ်တူဂီအသင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ ပြည်သင်းနယ်ပွဲမှာစပိန်တင်းတွက်နှစ်ဖို့သွင်းယူပေးခဲ့တဲ့အသက်18နှစ်အရွယ်ပဲရှိသေးတယ်။ကွင်းနယ်ကစားသမားလမ်းမင်းရမယ်ဟာလက်ရွေးစင်တင်းအတွက်အကောင်းဆုံးရှင်ဆန်ပြနေတာကြောင့်ကမ္ဘာအကောင်းဆုံးကစားသမားဆူရဖို့အတွက်လည်းအလားအလာပိုကောင်းလာတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပါရစ်သမားအားလုံးကျန်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။